အန်တီအေဂျင်းနေထဲကနေပြီးတော့အရေးကြောင်းသက်သာဖို့အတွက်သုံးကျင်တယ်အဆင်ပါအောင်ဒါမှထဲကဒီစီရမ်လေး၃ခုရှိတဲ့ထဲကနေပြီးတော့ဘယ်ဟာရွေးချယ်ရမှန်းမသိရွေးချယ်ဖို့ခက်နေရလို့ဒါတာထင်တယ်ဆိုတော့ဒီဗီဒီယိုမှာပြောပြပေးမယ်။ဒီ product လေးကြောလဲ15% off discount ရှိပါတယ်။ဆိုတော့ဗီဒီယိုအဆုံးထိကြည့်ပေးဖို့တော့လိုလိမ့်မယ်။မင်္ဂလာပါဒေါက်တာယူရီပါ။အလှပရေးရာဆရာဝန်ဖြစ်ပါတယ်။ အရေးကြောင်းသက်သာခြင်းနဲ့ wrinkles လေးတွေသက်သာလေးခြင်းနဲ့ anti-aging အတွက်သုံးခြင်းလေဘယ်ဟာယူရမလဲဆိုပြောရင်တော့ဒီသုံးခုလုံးသုံးလို့ရတယ်။ဘာဖြစ်လို့ဆိုသူတို့ဒီသုံးခုစလုံးက anti-aging အတွက်ပဲ wrinkles အတွက်ကိုပဲသူသက်သာစေဖို့အတွက်ကိုပဲသူတို့ထုတ်ထားတာဖြစ်တယ်။ဒါပေမဲ့ကိုယ့်ရဲ့အရေးပြအခြေအနေတွေပေါ်မှာမူတည်ပြီးတော့ပြောင်းပြီးတော့သုံးလို့ရတဲ့ဟာလေးရှိတယ်။အဲ့တော့ဒီဗီဒီယိုမှာကကြောဘယ်ခြေနေဖြစ်နေရင်ဘာသုံးဘယ်ခြေနေဖြစ်နေရင်ဘာသုံးဆိုတာကိုဒါဒါလမ်းညွှန်ပေးမယ်။အဲ့တော့ wrinkles ကတော့အကုန်လုံးသက်သာတယ် တကယ်လို့ကိုယ့်ရဲ့အရေးပြားကကြတော့ဒီဟာရိတ်တက်ဖြစ်နေတယ်။တစ်ခါလေးကြရင်ချောက်တယ်၊တစ်ခါလေးကြရင်လည်းဆိုသလိုလိုအစီပြန်သလိုလို confuse ဖြစ်နေတာပေါ့။အဲဒီအချိန်ကြရင်တော့ Halubras serum လေးကိုသုံးပေးရမယ်။တချို့လူတွေကကြတော့ sensitive skin ပေါ့။ပတ်ဝန်းကျင်ဒီဘေးပတ်ဝန်းကျင်ရဟာတွေကိုအရင် responsive ဖြစ်တယ်။ ိုလန်နေပဲဖြစ်ဖြစ်အလာဂျင်ပဲဖြစ်ဖြစ်ပေါ်လူရှင်းနေပဲဖြစ်ဖြစ်တခုခုပေါ့အာဒီမိတ်ကပ်တွေပဲဖြစ်ဖြစ်တခုခုကိုကို ထိတာဖြစ်ဖြစ်ရှူမိတာဖြစ်ဖြစ်ကိုအရင် allergic ဖြစ်တယ် responsive ဖြစ်တဲ့လူတွေရှိရယ်သူတို့မျက်နှာလေးတွေဆိုနီးတယ်ကြက်တယ်ဆက်ပြင်းပြင်းဖြစ်တယ်အဲ့လိုမျိုးသူတို့ကိုယ်တိုင်လည်းသိတယ်သူတို့ skin က sensitive skin ဆိုရင်အဲ့လိုမျိုးနေထားနေမှာဆိုရင်တော့ဒီဘာဒါမှထည့်ရနေပြီးတော့ sensitive serum လေးကိုအသုံးပြုလို့ရတယ်နောက်တစ်ခုကကြတော့ကိုဝက်ချန်ထွက်ပြီးပြီအနည်းရအနည်းလေးတွေကျန်ကျန်လေးတွေရှိရယ် ပြီးတော့အဲ့ဒီလူတွေပဲအောက်ဆီဒိုက်စ်ဖြစ်သွားနှိမ့်ခင်းပန်းကြရင်ဆိုမျက်နှာမဲမဲတက်လာမျိုးအဲ့လိုမျိုးနေထားလေးတွေရှိတယ်။ပြီးရင်လည်းပဲဒီ combination skin လို့လို့ oily skin လို့လို့အဲဒီအစီထုတ်နှုံးကတမျိုးကြီးကိုမျက်နှာကိုပြောင်းလဲသွားစေတဲ့လိုမျိုးဖြစ်တယ်။ဆိုဒီလိုမျိုးနေထားမှာဆိုရင်တော့ဒီဘာတို့ဒါမှထဲကနေပြီးတော့ CBN range လေးကိုတုံးလို့ရတယ် CBN serum လေးကိုတုံးလို့ရတယ်အဲ့တော့ ဒီသုံးခုကတော့အခု shortcut အနေနဲ့ကဘယ်ခြေနေမှာဘာသုံးရမလဲဆိုတာသိပြီးပြီဒီသုံးခုစလုံးကကြောင့် ring cost တွေကိုတတ်တာစီရယ်ဆိုတာကိုလည်းသိပြီးပြီအဲဆိုရင်တော့အခုထပ်ပြောပြရမှာကကြတော့အဲ့တခုချင်းစီမှာဘာပါတာလဲသူ့ရဲ့ efficacy ကဘာလဲဆိုတာလေးတွေကိုဆက်ပြောပြသွားမယ်ဆိုတော့ number 1ကကြတော့ဒီ halo plus serum လေးမှာကကြတော့အမျက်နှာကိုရေဓာတ်ဖြည့်ပေးဖို့အပြင်ကိုရှိနေတဲ့ halo ရောနဲ့ acid လေးတွေသူ့အနေနဲ့သူ production မရအောင်လှုပ်ဆောင်မှုမရအောင်တော့ကို halo plus technology လေးကိုထည့်ထားတယ်အဲပြီးတော့ low molecular weight hyaluronic acid ပါတာဖြစ်တဲ့အတွက်လည်းကျွန်တော် plumping action ကိုရတယ် collagen synthesis ကိုလည်းရစေတယ်ပြီးတော့ wrinkles လေးတွေကိုလည်းသတ်သားစေတယ်နောက်တစ်ခုတော့ skin barrier strengthening ကြံ့ခိုင်အောင်အကောင်အတွက်လည်းနာဆနမိုက်လေးကိုသူထည့်ထားပေးတယ် တခါလေကြရင်ရောင်ရမ်းတာတွေပါတယ်ချပေးဖို့အတွက် oxidative stress တွေကိုလည်းသူချပေးဖို့အတွက်ကိုလည်း carnosine ထည့်ထားပေးရအဲ့ဒါကြောင့်ဒီဟာလေးရဲ့ efficacy ကိုကြည့်လိုက်ရင် result အနေနဲ့ကတော့တို့လိမ့်မီချင်းချင်းပါပဲမိနစ်30ကြာတဲ့ချိန်ကြာရင်ဆိုရင် hydration ပြည့်သွားတာကိုတွေ့ရလိမ့်မယ်ပြီးတော့အခုပြထားတဲ့အတိုင်းပဲဒီ28ရက်ကြာတဲ့ချိန်ကြာရင်ဆိုရင်လည်းပဲ elasticity ကကျတော့20% improve ဖြစ်လာတာကိုတွေ့ရမယ်ပိုပြီးလင်းလာတယ်မျက်နှာ texture ကပိုပြီး smooth ဖြစ်လာတာကိုလည်းတွေ့ရလိမ့်မယ်နံပါတ်1အနေနဲ့ကကျတော့တို့ anti-aging range ပဲဒါပေမဲ့ကိုယ့်ရဲ့ skin က sensitive skin ဖြစ်နေရဆိုရင်တော့ဒီ sensitivity ကို0လေးက reachable လို့ကောင်းတဲ့ထဲမှာပါတယ်။ဘာဖြစ်လဲဆိုတော့အာသူဒီလိမ့်ကြီးရဲ့ချိန်မှာ6မိနစ်အကြာလိမ့်ကြီးရဲ့ချိန်မှာဆိုရင်တော့ runners ဖြစ်တာ tightening ဖြစ်တာပြီးတော့တိတ်ကြက်သေးသေးနဲ့တိတ်ပြီးတော့တတတတမဖြစ်တဲ့ feeling တွေကိုသူလိမ့်ကြီး6မိနစ်အကြာမှာဆိုရင်60လေးရာခိုင်နဲ့သူ short ချပေးနိုင်တာကိုတွေ့တယ်။ဆက်လိမ့်နေရင်လည်းဆိုရင်တော့အာတလားနေပါကြာတဲ့ချိန်ကြာရင်ဆိုရင်တော့အရေပြားကြက်ခံနိုင်စွာကထောက်ဝဲကျော် ထိတက်သွားတာတော့တို့မြင်ရလိမ့်မယ်ပြီးတော့သူ့ထဲမှာပါတာကြောင့်တို့ sensitive skin ဆိုတဲ့အတိုင်းပဲနေတယ်တခါလေးကြိုက်ဆိုတော့သူ့ထဲမှာကကြောက်သူဖောင်တော်လေးထည့်ထားဖြစ်တဲ့တွေ့တာဒါအောင်လိမ့်လိုက်တဲ့ချိန်ကျရင်ဆိုမီကီကာလာလေးလိုမျိုးဖြစ်နေတဲ့သူအယောင်ဟာလေးဆိုရင်လေအဲဆိုရင်တို့တို့ဒီနေတဲ့ဟာ redness ဟာလေးဆိုရင်လိမ့်လိုက်ရင်ကိုနည်းနည်းတတ်တာဝါတာကိုတွေ့ရနိုင်တယ် နောက်တစ်ခုရွေးချယ်တဲ့ဟာကကြောင့်နံပါတ်3နေနဲ့ပဲ wrinkles ကိုသွက်တာတဲ့ anti aging range ပဲအဲ့ဒါမြတ်ဒီ CPN serum ထဲမှာဆိုရင်တို့တို့ well tan ထွက်ပြီးရဲ့ချိန်ကြရင်ဆိုရင်နေပြီးတော့ blemish ကျန်ခဲ့တဲ့ဟာတွေရှိရဲ့ဘယံနေကြီးလိုက်အနေနေလေးအနေရွအနေလေးအဲ့လိုမျိုးသမားတွေတော်တော်သိတော့ထဲမှာပါတယ်အစီလဲနည်းနည်းပြန်နေနေခင်ဘက်တွေဆိုရင်မျက်နှာမဲပြီး oxidize ဖြစ်နေတဲ့လူတွေအတွက်ဆိုရင်ဒါတော်တော်စင်ပြေရဲ့ထဲမှာပါတယ်ဆိုတော့အဟာတွေလိမ့်ပြီးရဲ့ချိန်ကြတလားကျော်တဲ့ချိန်ကြရင်ဆိုရင်ဒီ blemish လေးတွေတိတိတောက်တာတိုးတက်လာတာကိုလည်းတွေ့ရလိမ့်မယ်အဲ့တော့ဒီနှစ်ခုအတွက်ကကြတော့ဒေါက်တာအရှိမ ဒီ powder မှာပါဒီ sensibio နဲ့ cbn ကိုတော့ comerency အနေနဲ့ဒီ ingredients လေးကို deep down တော့ထားရှိရဲ့ဆိုတော့အဲ့ဒီ video တော့ကကြတော့တော့ link လေးချထားပေးတယ်ဆိုတော့အခုဆိုရင်တော့အဲတော့ဒီ၃ခုမှာဆိုရင်ဒါဒီ wrinkles ကိုတတ်တာစီတယ်ဒါ anti aging range ပဲဆိုတာတော့သိသွားပြီဒါပေမဲ့ကိုယ့်ရဲ့မျက်နှာအခြေအနေပေါ်မှာမူတည်ပြီးတော့ရွေးချယ်တဲ့ဟာလေးတွေလည်းပြောင်းသွားမယ်ဆိုတာတော့သိသွားမယ်ထင်တယ်ဆိုတော့ဒီ product ၃ခုအတွက် discount session လေးရောက်ပြီးထုံးစံတိုင်းမဲ့ အာ promo code ကဘာလို့ဒါမှ forever ဖြစ်တယ်15ရာခိုင်နှုန်း discount ရမယ်နှစ်ပတ်အတွင်းပဲဖြစ်ပါတယ်ကြည့်အခုဒီ video လေးကြည့်ပြီးဆိုရင်တော့ဒီ season 3ခုလုံးကတို့ wrinkles ကိုတတ်တာစီတဲ့ anti aging range ဖြစ်တယ်ဆိုတာတော့သိသွားပြီအဲ့ဒီကနေပြီးတော့ရေဓာတ်ကိုဖြည့်ကျင်တယ် dehydration ဖြစ်နေရဲ့မျက်နှာလေးလင်းခြင်းဖြစ်ကျင်တယ်ဆိုရင်တော့ဒီ halo plus serum လေးကရွေးချယ်စရာဖြစ်လာပြီဆိုတာတော့သိမယ်အာဟာရနဲ့အတူတူ channel product နှစ်ခုစလုံးပါရောရှင်ပြီးတော့ခွဲတတ်သွားမယ်လို့တော့မြင်ပါတယ် ဆိုတော့ဒီဗီဒီယိုကအများကြီးကျရှိမယ်လို့မျှော်လင့်ပါတယ်။